တင်ချင်းနေတဲ့သူကတင့်ကိုပြန်ချင်းနေကြောင်းပြသတဲ့လက္ခဏာ၁၀ချက်ရင်းကုန်တန်းနေမြန်ဆန်လာတာဘာပြင်းနေနေရလာတာလေပေါ်မှာပြောင်းဝဲနေတယ်လို့ခံစားရတာဒါရီဟာအတင်းစုံတယောက်ကိုချင်းမိသွားတဲ့အခါခံစားရတဲ့တဲ့လက္ခဏာတွေပါဒါပေမဲ့အဲ့ဒီခံစားချက်တွေဟာတစ်ဖက်သက်ဖြစ်နေသလားတင်ချင်းနေတဲ့သူကလည်းတင့်ကိုပြန်လဲခံစားနေရလားဆိုတာကိုသိဖို့ဆိုတာမလွယ်ကူပါဘူးတကယ်တော့ချစ်ချင်းမြတ်တာဟာတိတိစိတ်ပြောဆိုရတဲ့ကိုပိုင်ဘာသာစကားတစ်ခုရှိပါတယ်ဒါကြောင့်မလို့ဒီနေ့ဗီဒီယိုလေးမှာတင်ရဲ့ crash ကတင်းကိုပြန်ချင်းနေကြောင်းအရင်မှပြသနေတဲ့လက္ခဏာ၁၀ချက်ကို လေ့လာကြည့်ကြရအောင်ပါနံပါတ်1မျက်လုံးချင်းမကြာခဏဆုံခြင်းတင်းစကားပြောနေချိန်ဒါမှမဟုတ်အတူရှိနေချိန်မှာတင်းကိုသဘောကျတဲ့သူရဲ့မျက်လုံးဟာတင်းစီကိုမကြာခဏရောက်လာတတ်ပါတယ်ပြီးတော့တင်းနဲ့မျက်လုံးချင်းဆုံပြီးတဲ့အခါမှာချက်ချင်းရှောင်ဖေးမသွားဘဲနဲ့ခဏတာငြင်းကြည့်နေတတ်ပါတယ်ဒါဟာတင်းကိုစိတ်ဝင်စားနေကြောင်းနဲ့တင်းပေါ်အာရုံစိုက်နေကြောင်းပြသတဲ့အသည့်သာဆုံးလက္ခဏာတစ်ခုပါမျက်လုံးနေဟာနှလုံးသားရဲ့ဗရင်ပေါက်တွေလို့ဆိုကြသလိုပဲသူရဲ့အကြည့်တွေထဲမှာနှွေးထွေးမှုနဲ့တောက်ပမှုကိုသင်ခံစားမိနိုင်ပါ ರೀ ။နံပါတ် တင့်ကိုအမြဲပြုံးပြခြင်းတင်းနဲ့တွေ့တဲ့ခါတိုင်းမှာဒါမှမဟုတ်တင့်ကိုမြင်တဲ့ခါတိုင်းသူရဲ့မျက်နှာမှာနှွေးထွေးတဲ့အပြုံးတစ်ခုအမြဲတမ်းရှိနေပါသလားဒါဟာတင့်ကိုမြင်ရတာပျော်ရွှင်နေကြောင်းနဲ့တင်းနားမှာရှိရတာကိုနှစ်သက်ကြောင်းပြသားတဲ့ရိုးရှိမိမိအားကောင်းတဲ့လက္ခဏာတစ်ခုဖြစ်ပါတယ်အဲ့ဒီအပြုံးဟာစိတ်ရင်းပါပါနဲ့မျက်လုံးတွေကပါလိုက်ပြီးပြုံးရည်နေတယ်ဆိုရင်တော့ဒါဟာအထူးကြဆုံးအရေးရောက်ပါပြီနံပါတ်3တင့်ကိုစိတ်ဝင်စားမိမြန်ခြင်းသူတို့ဟာတင့်ရဲ့အကြောင်းကိုပုံမူသိရှိလို့ပြီးတော့တင့်ရဲ့စိတ်ဝင်စားမှုတွေအကြိုက်တွေ အိမ်မက်တီနဲ့ပတ်သက်ပြီးမေးမြန်းတတ်ကြပါရည်။ဒါဟာအသင်းကိုပုံမူနားလည်ဖို့နဲ့အသင်းရဲ့ရင်းနှီးတဲ့ဆက်ဆံရေးတစ်ခုကိုတည်ဆောက်ဖို့အတွက်ကြိုးစားနေကြောင်းပြသတဲ့လက္ခဏာတစ်ခုပါ။တရရဲ့မိကုန်းဤဟာရိုးရိုးသားသားနဲ့စိတ်ရှိရှိနားထောင်ပြီးတဲ့ဆိုရင်တော့သင်အပေါ်ကိုတကယ်စိတ်ဝင်စားနေတာသိကြပါရည်။နံပါတ်၄သင်ကိုအထူးဂရုစိုက်ခြင်းသူတို့ဟာတင်းရဲ့တင်းငယ်တဲ့အပြောင်းလဲလေးတွေကိုတော့သတိထားမိပြီးတင်းကိုအထူးကူးဆိုင်မှုပြသတာပါသလားဥပမာတင်းဝမ်းနေနေတဲ့အချိန်မှာဆိုးရိမ်နေကြီးမေးမြန်းတာ တင်းဝါသနာပါတဲ့အရာတစ်ခုနဲ့ပတ်သက်ပြီးသတင်းကောင်းတွေမျှဝေတာဒါမှမဟုတ်တင်းအကိုညီလိုတဲ့အခါမှာတတ်နိုင်သလောက်ကူညီပေးတာမျိုးတွေဟာတင်းကိုအရေးထားကြောင်းပြသတဲ့လက္ခဏာတွေပါနံပါတ်5တင်းကိုသူများတွေနဲ့မတူထူးခြားစွာဆက်ဆံခြင်းသူတို့ဟာတခြားငယ်ချင်းတွေနဲ့ဆက်ဆံတာထက်တင်းကိုပို့ပြီးတော့ရင်းရင်းနှီးနှီးဆက်ဆံတာမျိုးတင်းကိုပို့ပြီးတော့ဂရုစိုက်ပြောဆိုတာမျိုးဒါမှမဟုတ်တင်းကိုပို့ပြီးအလေးထားတာမျိုးတွေရှိပါသလားဒါဟာသူတို့ရဲ့နှလုံးသားထဲမှာအတင်းအတွက်တည်ကြားနေရတခုရှိနေကြောင်းပြသတဲ့လက္ခဏာတွေဖြစ်ပါတယ်။နံပါတ် တင်းကိုထိတွေ့ကင်တွယ်ဖို့အကြောင်းရင်းရှာတာရည်ရွယ်ချက်ရှိရှိမဟုတ်ဘဲမတော်တဆထိမိတာမျိုးဒါမှမဟုတ်ပေါပေါပါပါပခုံးကိုတို့ထိတာမျိုးလက်ကိုခဏခဏဆုပ်ကင်တာမျိုးတွေဟာအတင်းနားမှာရှိနေတဲ့ဆန်နာနဲ့ရင်းနှီးမှုကိုတို့မြင့်ကျင်တဲ့သဘောထားကိုပြသနိုင်ပါ रे ဒါပေမဲ့ဒီအပြုမှုဟာတင်းကိုအဆင်မပြေဘူးဆိုရင်တော့ရက်တံမှုအတွက်တောင်းဆိုတင်ပါ रे ဒါပေမဲ့ဒီအပြုမှုဟာမလွန်လာဘူးဆိုလို့ရှိရင်တော့ဒါဟာတင်းကိုသဘောကျတဲ့အချက်တွေကနောက်ထပ်အတိအထင်ရှားတဲ့အချက်ပါပဲနံပါတ်9တင်းရဲ့ဟာသားတွေမှာရီမောပေးခြင်း ကျွန်တော်တို့ပြောပြနေတဲ့ရည်စရာမကောင်းတဲ့ဟာသားတွေကိုတော့မှသူတို့ကစိတ်ပါဝင်စားစွာရှိမောပေးတတ်ပါသလားဒါဟာတင်းကိုလူတယောက်ကသဘောကျနေကြောင်းနဲ့တင်းရဲ့အနားမှာပျော်ရွှင်နေကြောင်းပြသတဲ့နောက်ထပ်လက္ခဏာတစ်ခုပါလူတယောက်ကိုနှစ်သက်တဲ့အခါမှာသူတို့ပြောတဲ့စကားတိုင်းဟာပိုပြီးတော့ပျော်ရွှင်စရာကောင်းပြီးရည်ချင်စရာကောင်းတယ်လို့ခံစားရတတ်ပါ ರಿ နံပါတ်၈တင်းကိုအတူခိုးတာတင်းလုံးတဲ့အမူအရာတွေကိုသူတို့ကမတိမတာလိုက်လို့တာမျိုးကိုလည်းသတိထားမိပါသလားဥပမာ တင်လက်ပိုက်ထားရင်လည်းသူတို့ကလက်ကိုပိုက်ထားတာမျိုးတင်ကခေါင်းကိုအနေငယ်စောင်းငယ်ကြည့်လို့ရှင်လေသူတို့ကအလားတူလိုက်လုပ်တာမျိုးဟာတင်းတဲ့ယင်းနိမှုတားစားတာဖြစ်မှုကိုခံစားနေရကြောင်းပြသတဲ့မသိစိတ်ရဲ့တုံ့ပြန်မှုတစ်ခုပါပဲနံပါတ်5တင်းကိုသူတို့ရဲ့တငယ်ချင်းတွေနဲ့မိသားစုတွေနဲ့မိတ်ဆက်ပြီးတာကိုကိုသဘောကျတဲ့သူတယောက်ကသူတို့ရဲ့အရေးပါတဲ့သူတွေနဲ့မိတ်ဆက်ပေးခြင်းဟာတင်းကိုသူတို့ဘဝရဲ့အစိတ်အပိုင်းတစ်ခုအဖြစ်သတ်မှတ်ထားကြောင်းပြသနေတဲ့ရှင်းလင်းတဲ့လက္ခဏာတစ်ခုပါပဲ သူတို့ရဲ့အတွင်းစိတ်ထဲမှာတင်းအတွက်နေရာတစ်ခုရှိနေပြီးရေရှည်ဆက်ဆိုင်တစ်ခုကိုမျှော်လင့်နေတာဖြစ်နိုင်တာမို့လို့အခုလိုမျိုးသူတို့ရဲ့အရင်းနှီးဆုံးသူတွေနဲ့မိတ်ဆက်ပေးတာဖြစ်ပါတယ်။နံပါတ်10အလိုလိုနေရင်တင်းနဲ့အချိန်ပိုပြီးတော့ကုံဆုံးကျင်တာ။သူတို့ဟာတင်းနဲ့အတူတူရှိဖို့အကြောင်းမျိုးမျိုးဖန်တီးရပါသလား။အတူတူကော်ဖီတောက်ဖို့ဖိတ်ခေါ်တာအလုပ်ကိစ္စအပြင်အခြားအကြောင်းအရာတွေနဲ့တင်းကိုဆက်သွယ်တာဒါမှမဟုတ်တင်းနဲ့အချိန်ပိုကုံဆုံးနိုင်မဲ့အစီအစဉ်တွေကိုတင်ပြတာမျိုးတွေဟာတင်းကိုတတ်မိုးထားကြောင်းနဲ့တင်းရဲ့အနာမှာပျော်ရွှင်နေကြောင်းပြသတဲ့လက္ခဏာပါ။ အခုပြောပြခဲ့တဲ့လက္ခဏာ၁၀ချက်ဟာကိုယ့်ရဲ့ crash ကကိုယ့်ကိုပြန်စိတ်ဝင်စားနေပုံရတဲ့အရေးအယောင်လေးတွေပဲဖြစ်ပါတယ်။ပြီးတော့ဒီလိုမျိုးလေးတွေမြင်လာရပြီဆိုရင်လည်းရင်ထဲမှာဖူးစာပွင့်လာတယ်လို့ပဲကြည်နူးစရာသေးချာပေါက်ကောင်းပါပါ။ဒီလိုအချိန်မျိုးမှာဆိုရင်ကိုယ့်ဘက်ကဘယ်လိုမျိုးနေပေးရမလဲဆိုတာကလည်းအရေးကြီးတဲ့အချက်ဖြစ်ပါတယ်။အဲဒီတော့အဲအကြောင်းလေးကိုဆက်ပြီးတော့ပြောချင်ပါတယ်။ကိုယ့်ကိုတရားရောက်ကသဘောကျတဲ့ဒီလိုအချက်လက်မျိုးတွေပြသလာပြီဆိုတဲ့အခါကိုယ့်ဘက်ကပေါ့ပေါ့ပါပါနေပေးရင်တော့အကောင်းဆုံးပါပဲ။အဓိကကတော့ကိုယ့်ရဲ့သဘာဝအတိုင်းတည်တည်ငြိမ်ငြိမ်လေးနေပေးဖို့ပါ။ မလုတ်သေးတဲ့အချက်တွေကတော့ပျော်ရွှင်လွန်းအားကြီးပြီးတော့ဟိုခုံဒီခုံမဟုတ်တရုတ်တွေလောက်တာမျိုးနောက်ပြီးတော့ချက်ချင်းကြီးရီစားစကားသွားပြောတာမျိုးဒါမျိုးတွေကအရန်ကိုမှစောပါသေးတယ်ကိုကိုသဘောကျလာတဲ့အချက်လေးတွေကိုမြင်ရတာနဲ့တွေမဲ့ဇွတ်အတင်းကြီးဝင်မလုံးပြပါနဲ့ရောအကောင်းဆုံးကတော့သူတို့ရဲ့စိတ်ဝင်စားမှုတွေကိုညင်ညင်သာသာလေးပြန်တုံ့ပြန်ပြီးတာပါပဲသူတို့တွေကစူးစမ်းလို့ရတဲ့မျက်လုံးတွေနဲ့မိကွန်းတွေမေးလာလို့ရှိရင်လည်းစိတ်ရှိလက်ရှိနဲ့ဖြေချပေးပါကိုရိုင်းကလည်းပဲသူတို့ရဲ့လှုပ်ရှားမှုတွေဝါသနာလေးတွေကိုစိတ်ဝင်စားလှမ်းကြည့်ပေးပါ ကိုပြောလိုက်တဲ့ဟာသာလေးတွေကိုသူတို့ကရီမောပေးလို့ရှင်လဲတုံ့ပြန်မှုလေးတွေပြန်ပေးပါဒီလိုနီးနဲ့ကိုကိုကယူဆိုင်နေတဲ့နှွေးထွေးမှုနဲ့အပြုမှုလေးတွေကိုပြလာလို့ရှိရင်ကျေးဇူးတင်ကြောင်းချိုးသားစွာပြောကြပြီးတော့ကိုကလည်းသူတို့အပေါ်မှာနူးညံ့တဲ့ကယူဆိုင်မှုလေးတွေပြန်လည်မျှဝေပေးဖို့အတွက်လိုအပ်ပါတယ်အရေးကြီးဆုံးကတော့ကိုရဲ့အတွင်းစိတ်ကခံစားရတဲ့အတိုင်းပွင့်ပွင့်လင်းလင်းလေးနေထိုင်တာကအကောင်းဆုံးပါပဲဟန်ဆောင်မှုတွေကိုလည်းတစ်ဖက်ကသဘောကျနေတဲ့သူတွေကသဘောကျမှာမျိုးမဟုတ်ပါဘူးဒါကြောင့်မလို့ကိုပုံစံကိုရဲ့အမှုအခြေတင်ကိုပြောင်းလဲပြစ်တာမျိုးတွေကိုလုံးဝမလုပ်လိုက်ပါနဲ့ ကိုကိုတရားရောက်ကသဘောကျနေရဆိုလို့ရှိရင်အဲ့ဒီသဘောကျတဲ့သူကိုအနှွေးထွေးဆုံးပြန်ပြီးဆက်ဆံပေးပါအဓိကကိုဟာကိုဖြစ်နေဖို့ပဲအရေးကြီးပါလိပြီးတော့အရာအလုံးဟာဖြည်းဖြည်းနဲ့မှန်မှန်ရွေးလျားသွားဖို့အတွက်လည်းအရေးကြီးပါလိအချိန်တန်တဲ့အခါမှာအဲ့ဒီအရာကသူ့အလိုလိုပုံမထင်ရှားလာမှာပါအခုလက်ရှိအချိန်မှာတော့စောနာကပြောတဲ့အချက်၁၀ချမ်းနဲ့ကြုံတွေ့ထားရပြီဆိုလို့ရှိရင်ရင်ခုန်စိတ်လို့ရှားစရာကောင်းတဲ့အဲ့ဒီအခိုက်အတန့်လေးတွေကိုခန်းစားနေရပြီဖြစ်ပြီးစိတ်လို့ကိုလို့ပြောရွှင်ခန်းစားလိုက်ရုံပါပဲ။နောက်ပြီးတခုတတိပြုစရာရှိပါသေးတယ်။ အဲ့ဒီသတိပြုရမှာကတော့အခုလိုလက္ခဏာတစ်ခုတည်းကိုပဲကြည့်ပြီးတစ်ဖက်ကကိုယ့်ကိုတေးချပေါက်သဘောချနေပြီလို့ပြောလို့မရသလိုတစ်ဖက်ကပြန်ကြည့်ပြန်တော့လေအဲ့လိုအပြုမှုတွေအများပြားကိုတင်းတရီထားမိနေပြီဆိုရင်လေတင်းရဲ့ crash ကတင်းကိုပြန်ချစ်ဖို့အတွက်အခွင့်အလမ်းအတော်လေးကိုများပါလိမ့်အဲ့ဒီကမှအရေးကြီးဆုံးအချက်ကတော့တင်းရဲ့အလိုလိုခံစားချက်တွေကိုယုံကြည်ပြီးတင်းရဲ့နှလုံးသားကိုလမ်းပြဝင်ပေးပါကိုယ့်ရဲ့နှလုံးသားကတကယ်မကြိုက်ဖ ೇನೆ ကိုယ့်ကိုဒီလိုမျိုးသဘောလာကြနေလို့ပြန်ကြိုက်တယ်ဆိုတာမျိုးကလေအတိတ်ပဲမရှိပြန်ပါဘူး အခုတင်ဆက်ပေးတဲ့အစည်းအဝေးရဲ့အဓိကအကြောင်းပြချက်ကကိုကိုတယောက်ယောက်ကသဘောကျနေတယ် crash နေတယ်ဆိုလို့ရှိရင်ပြသတတ်တဲ့လက္ခဏာ၁၀ချက်ကိုအကြမ်းမင်းအဖြစ်ဖော်ပြပေးတာဖြစ်ပါတယ်။ကဲနောက်ထပ်လည်းအခုလိုမျိုးဓာတ်ပိပါဖေးရှေးကနေပြီးဒီလိုမျိုးစိတ်ဝင်စားစရာကောင်းပြီးတော့ချစ်စရာကောင်းတဲ့အကြောင်းအရာတွေကိုရှားဖွေတင်ဆက်ပေးပါဦးမယ်။ဂျိုင်းနေတတ်တဲ့ကြီးရှုရတာသဘောကျတယ်ဆိုရင်တော့ channel လေးနဲ့ဖေးရှေးကို like and follow subscribe လုပ်ထားဖို့အတွက်လည်းမမေ့ပါနဲ့哦။အစောနေ့ကြီးရှုအားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။